ငလီနန်ချောင်းအင်းလေးဒေတာမှာပြက်စီထွားတဲ့နေအိစွတ်စွပောင်းတုံးထောင်ကျော်အတွက်ကိုပြန်လည်ပြုပြင်ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ Hand to Hand Charity မြန်မာတည်ထောင်တဲ့သူမှတ်ပူစုကပြောပါတယ်မတော်ကစာစင်းကောက်တော့2000ကျော်အခုက3000ကျော်လောက်ရှိရဲ့ရှင်3000ကျော်ကဘာလို့ဖြစ်သွားတာလဲဆိုတော့တချို့ဒီငလေလောက်လိုက်တဲ့ချိန်မှာတော့လုံးဆုံးပြုမကြသွားဘူးဒါပေမဲ့သူတို့ဆိုင်သွားတယ်ဆိုင်သွားပြီးတော့မှအခုတခါအဲ့ဒီရဲ့ဒဏ်နဲ့ပြန်ပြူကြသွားလာတယ်ပေါ့နောက်ကနေ ထပ်ပြီးတော့ပြိုကျနေတဲ့အိမ်လေးကြောင့်ကိုစီးရင်နေများသွားတယ်ရှင်တရပြက်စီးတွေဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းကိုဖို့ပြုပြီးတော့ခွန်တနမခွန်အင်အားပြင်းတဲ့ငလင်လောက်ခတ်ခဲ့တာကြောင့်အင်းလီဒရတွေမှာရှိတဲ့နေအိမ်တွေကလည်းအကြီးကျယ်ပြက်စီးခဲ့တယ်လို့ April 4ရက်နေ့မှာ95ငလင်ဆက်လက်လောက်ခတ်ခဲ့တာကြောင့်ရိုင်နေတဲ့နေအိမ်တွေကလည်းပြိုကျပြီးပြက်စီးသွားခဲ့တယ်လို့မှတ်ပုစုကပြောပြထားတာဖြစ်ပါတယ်။ ်အခုအချိန်ဟာအင်းလေးဒေတာပြက်စီသွားတဲ့နေအိမ်တွေကိုပြန်လည်တူထောင်ဖို့အတွက်အားစားရမယ့်အချိန်ဖြစ်ပြီးတော့တချို့ကလည်းနေအိမ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်ပြစ်လုံနေကြပါတယ်တီပြည့်စည်သွားတဲ့နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အတွက်လက်ရှိအင်းလေးဒေသတွေမှာကုတုကုထစနစ်နဲ့အလူရှင်တွေကြောင့်အစားအသောက်တွေလုံလောက်မှုရှိနေပေမဲ့လည်းနေစရာနေအိမ်အတွက်ကတော့အကူအညီလိုအပ်နေဆဲဖြစ်ပါတယ်။ လက်တလောမှာတော့ပြည့်စည်ပြကြတော့တဲ့နေအိမ်တွေကိုအမြန်ဆုံးပြန်လည်တည်ဆောက်ဖို့အတွက်ဝါအိမ်တွေကိုစတင်လှုပ်ဆောင်ပေးဖို့ရှိနေကြောင်းနဲ့အဲ့ဒီဝါအိမ်တလုံးကိုတည်ဆောက်ဖို့အတွက်ကလည်းတိုင်ကိုပြက်မြတ်တိန်30ကနေတိန်90အထိကုန်ကျမှုရှိတယ်လို့မှတ်ပုစုကဆက်လက်ပြောပြပါဗျာ။ ခုလောလောဆယ်တော့ဒီလူလူတန်းမဲ့အလူရှင်တွေကတော့ဒီဝါဝါနဲ့စောက်မဲ့အိမ်တလုံးရဲ့ကျမ်းများငွေကိုသူတို့တွက်ချက်ကြည့်ကြတယ်။မသမားခါနဲ့အိမ်တလုံးရဲ့ဟိုပြန်ပြန်ပြုတ်ပြန်စောက်လုံးမဲ့အိမ်တလုံးရဲ့ကုန်ကြစရိတ်ကသူတို့ကတိန်35တိန်ရနေတိန်50ဒီမှန်းကြတယ်ပေါ့နော်။ဒါပေမဲ့လည်းဒါကကြတော့အိမ်အိမ်တလုံးစောက်မဲ့အမောက်ပဲရှိသေးတယ်။ကျွန်တော်တို့ဟိုကြည့်ရတဲ့လောက်ကအစ်ဒီပြတ်သွားတဲ့အိမ်ကိုပြန်ဖြတ်ရမယ့်ဟာဟိုဖယ်ထုတ်ရမယ့်ဟာကြတော့လေအဲ့ဒီမှာလဲကုန်ကြစိတ်နဲ့လူအား ွေအားစက်ပစ္စည်းအားတွေကလုံနေသေးတော့လေကျမကတော့ကုန်ကျစရိတ်ကအရင်ကြီးမြင့်တဲ့အတွက်ကြောင့်လို့လုံလောက်မှုရှိမရှိတော့ကျမမသိဘူးပေါ့နော်ငလင်ပေးတံကြံပျက်စီးထားတဲ့အိမ်တွေကိုဖြိုဖျက်ဖို့အတွက်လူအားငွေအားထပ်မံလိုအပ်နေကြောင်းဒူမကဆက်ပြောပါဗျ။အခုလိုကုန်ကြစရိတ်များပြားပြီးပြန်လည်ထူထောင်ဖို့လုပ်ငန်းစဉ်တွေကိုစတင်နေတဲ့အင်းလေးဒရမှာလည်းပြည်တွင်းပြပပီလူတွေကူညီပေးနေပြီးတာဝန်ရှိအစိုးရဘက်ကနေတစုံတရာကူညီဆောင်ရွက်ပေးတာမျိုးတော့မရှိသေးပါဘူး။ ။ဒါပြင်အင်းလေးဒေတာအတွင်းမှာနာမည်ကြီးတဲ့နေရာတွေမှာတော့ကယ်ဆယ်ရေးနဲ့ပျက်စီးသွားတဲ့အရာတွေကိုရှင်းလင်းနိုင်ခဲ့ပေမဲ့လည်းအခြားဝေးလံတဲ့ရွာငယ်တွေမှာတော့အကူအညီတွေမရရှိသေးပါဘူး။မှတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းအင်းလေးဒေတာအတွင်းမှာလူတရာကျော်တည်ဆုံသွားခဲ့ပါတယ်။တချို့ဒေတာတွေမှာလည်းရေအောက်မှာပျောက်ဆုံးနေတဲ့အလောင်းတွေထက်ရှိနေသေးတယ်လို့သိရှိရပါတယ်။ကျွန်တော်တော့စိတ်ဆင်လင်ပါ။